ကျမတို့တွေကျေရီလာတွေနဲ့နက်ခတ်တရားတွေကိုအာစိတ်ဝင်စားစောင့်ကြည့်တဲ့သူတွေသိချင်တဲ့သတင်းဖြစ်ပါတယ်။ဒီနက်ခတ်တရားတွေကိုစောင့်ကြည့်တဲ့သူတွေအတွက်ဂျွန်လ10ရက်နေ့နဲ့17ရက်နေ့မှာမလွတ်စတဲ့ကြည့်စရာတစ်ခုရှိနေပါတယ်။အင်္ဂလိပ်လိုကတော့ strawberry moon လို့ခေါ်ကြပါတယ်။ ဆိုတော့အနီအောင်တန်းတဲ့လဒါမှမဟုတ်ရင်စတော်ဘယ်ရီလလို့ခေါ်ရမယ်လို့ထင်ပါတယ်။အဲ့ဒီအနီအောင်လကိုဂျွန်လ17ရက်နေ့မနက်လင်းအားကြီးတဲ့အချိန်မှာအတောက်ပါဆုံးမြင်ရမယ်လို့သိပ္ပံပညာရှင်တွေကပြောထားပါတယ်။မြန်မာနိုင်ငံမှာတော့အတောက်ပါဆုံးအချိန်ဟာဂျွန်လ17ရက်နေ့မနက်လင်းအားကြီးချိန်2နာရီ33မိနစ်လောက်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းပိုပြီးတော့ထင်ထင်ရှားရှားမြင်ရမှာကတော့ဂျွန်လ10ရက်နေ့နေဝင်သွားပြီးတော့မှောင် င်ရည်ပြိုးစားအချိန်မှာဖြစ်တယ်လို့ဆိုပါရယ်ဂျွန်လလပညာမှာထွက်တဲ့လကို စတော်ဘယ်ရီလလို့ခေါ်ပြီးအဲ့ဒီအချိန်ဟာလနဲ့နေနဲ့အဝေးဆုံးအချိန်ဖြစ်ပြီးတော့အဲ့ဒီကာလကို အနေဆုံးအနေထားမှာမြင်ရတဲ့အချိန်လည်းဖြစ်ပါရယ်နေဝင်သွားပြီးညအမောင်မလာသေးခင်အချိန်လေးမှာဆိုရင်ထင်ထင်ရှားရှားမြင်ရနိုင်တယ်လို့ဆိုပါရယ်ရှင်